အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီချေထားတဲ့ပုံမြင်လေးကတော့ရက်ွက်ထဲကပွဲဆိုရဲပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအနာပါရက်ွက်ထဲမှာနေထိုင်ကြတဲ့အမျိုးသမီးအချင်းချင်းကတော့ကလေးတွေကြောင့်အမြဲတမ်းရံဖြစ်ရလေးရှိပါတယ်ကလေးတွေစောက်ကစားရင်ရံဖြစ်ကြတဲ့ပွဲကနေမိဘတွေအထိအမြဲတမ်းကူးဆက်လာကြပါတယ်ကဲသားလေးဘာကိစ္စနဲ့ငိုနေရတာလဲဆိုတော့လည်းပြောပါဦး ဘာဖြစ်လို့ငုံနေရလဲပြောအမေတားတငယ်ချင်းကမနေ့ကတော့ကတားရဲ့ smart watch လေးကိုဖျောက်ပစ်လိုက်တယ်တားလည်းနာယီလိုက်ရှာနေရင်လိုက်ရှာနေရတဲ့အချိန်ကုန်သွားတာနဲ့ကြောင်းတောင်မသွားလိုက်ရဘူးအဲ့ဒီစန်တီဆိုတဲ့ကောင်လေးကတော့လေဘာလို့စန်တီဆိုတဲ့ကောင်လေးရလဲနေရဲ့တီတူကြောင်ငါတားလေးလည်းဒီနေ့ကျူးရှင်မသွားရဘူးဟဲ့သိရလားနေတိလာနေသားကလေအဲ့ဒီ smart watch လေးတလုံးယူလာခဲ့ပြီးတစ်ချိန်အကုန်လုံးရှောက်ကြွားနေလေအဲ့ဒါကြောင့်တမင်တတန်နဲ့သားလေးရဲ့နိုင်ကုန်ကဖွက်ထားလိုက်တာ သူတို့နှစ်ယောက်လုံးအဲ့ဒီနာရီနဲ့ပဲအလုံးရှုံနေကြလို့ကဲရှော့ဒီမာနေရဲ့နာရီပြန်ရှူသွားလိုက်တော့ဒီလိုရှင်တော့တခါရပြောလိုက်မယ်ဒီနေ့ကစပြီးတော့ငါသားလေးနဲ့ဝဝေးမာနေနော်အမလေးဟဲနင်ဘာမှအလောက်ထိပြောနေစရာမလိုပါဘူးနင့်သားဘာမှမဟုတ်လို့လေငါသားလေးကိုငါကိုယ်တိုင်ပြောပြီးနင့်သားနဲ့ဝဝေးမာနေခိုင်းမှာဒီမှာနင့်သားလေးကိုတခါရပြောထားလိုက်နော်ငါသားနဲ့ဝဝေးနေဆိုပြီးတော့ကလေးနှစ်ယောက်ရဲ့ရံပွဲကနေအခုဆိုလို့ရှင်တော့လူကြီးနှစ်ယောက်ရဲ့ရံပွဲအဖြစ်ကူပြောင်းသွားခဲ့ပါပြီ အရင်တော့ကဆိုလို့ရှင်တော့အလောက်ထီထူးခြားမှုမရှိပေမဲ့အခုရက်ကွက်ထဲမှာတိတ်မကြခင်ပွဲတစ်ခုကျင်းပဖို့အတွက်ရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲကလေးနှစ်ယောက်ရန်ဖြစ်စကားများကြတဲ့အတွက်ကြောင့်မလို့အမေနှစ်ယောက်ဖြစ်တဲ့စင်မရမ်နဲ့ပမ်မီတို့နှစ်ယောက်လုံးကလည်းရန်ဖြစ်စကားများပြီးထိုင်နေခဲ့ကြပါတယ်။ရက်ကွက်ထဲမှာသူတို့နှစ်ယောက်ကနမဲအကြီးဆုံးအမျိုးသမီးတွေလေ။သူတို့နှစ်ယောက်ရန်ဖြစ်ကြတဲ့အခါတိုင်းရက်ကွက်ထဲမှာရှိတဲ့တခြားသူတွေအကုန်လုံးလဲစိတ်ညစ်ကြရပါတယ်။အဖေနဲ့အမေကျမစဉ်းစားပြီးတော့ပြီ။ ဒီတစ်ခါမိဘုံပွဲကိုတော့ကျမတို့ခြံထဲမှာပဲလောက်ကြတာပေါ့နော်ရက်ွက်ထဲကပွဲကိုတော့ကျမလည်းမသွားခြင်းဘူးပမင်းနဲ့အတူတူလဲအဲ့ဒီပွဲကိုမစင်နွဲခြင်းဘူးဒါပေမဲ့အဲ့လိုတော့မလုပ်ပါနဲ့ချွေးမလေးရဲ့ငါတို့ရက်ွက်ထဲမှာအမြဲတမ်းရက်ွက်သူရက်ွက်သားတွေနဲ့အတူတူပဲပွဲတော်ကိုကျင်းပနေကြဘာပွဲတော်ဖြစ်ဖြစ်အားလုံးအတူတူလုပ်နေကြတာအခုမှတယောက်တည်းတီတန်ခွဲပြီးလုပ်ရင်မကောင်းဘူးလေတော်ပြီကျမဒါတွေအားလုံးကိုမသိခြင်းမဘူးပမင်းရှိတဲ့နေရာမှာဂျင်းသေးပေါ့ရံပွဲဖြစ်မှာပဲ သူကအမြဲရန်လိုက်စနေရတူလေအဲ့ဒါကြောင့်ကျမသူနဲ့အတူတူပွဲမလုပ်ချင်တော့ကျမရန်ပွဲတွေအားလုံးနဲ့ဝဝေးမှာပဲနေချင်နေရှင်အဲ့ဒါကြောင့်ကျမပွဲကိုတယောက်တည်းပဲလုပ်ရလို့ရပမ်မီနဲ့အတူတူလုပ်ရတဲ့ပွဲကိုတော့လုံးဝမတော်ဘူးလို့ဆုံးဖြတ်ထားတယ်ဒါနဲ့ပွဲတော်မှာလိုအပ်တဲ့ပစ္စည်းတွေလည်းဝယ်ရအောင်ပါဆိုတော့ကျမစင်ရင်ရေးပြီးဈေးခဏတော်လိုက်အောင်မယ်ဈေးထဲမှာဝယ်စရာရှိတာတစ်ခါတည်းဝယ်ရတော့မယ်လေကဲမိမရေမင်းတို့ကိုဘာပဲပြောပြောဘာမှထူးခြားလာမှာမဟုတ်တော့ဘူးသူကတော့သူ့စိတ်ကြိုက်ပဲလုပ်လိမ့်မယ် ရက်ကွက်ထင်မှလူတွေအားလုံးကလည်းသိကြတာပဲသူတို့ထင်အောင်ရံဖြစ်ကြပြီဆိုလို့ရှင်တော့အနည်းဆုံးတလားလောက်ကတော့အချင်းချင်းစကားပြောကြတော့မှမဟုတ်ဘူးအဲ့ဒါကြောင့်ဒီတစ်ခေါက်ပွဲတော်ကိုတော့ငါတို့အားလုံးအတူတူပေါင်းစုပြီးတော့လုပ်လို့ရမယ်လို့မထင်ဘူးဒီတစ်ခေါက်ငါတို့မိဘုံပွဲကိုတော့တည်တံ့ပဲလုပ်ရလိမ့်မယ်အဖေနဲ့မေစင်မရန်ဘဲကိုရောက်သွားတာလေကျွန်တော်သူ့ကိုလိုက်ရှာနေရဦးလေးနဲ့အတော်ကပွဲကိုဘယ်လိုလုပ်ကြမလဲဆိုပြီးတော့မေးနေတယ်ပြင်ဆင်စရာရှိရာကိုသူတို့ကိုပြောပါအောင်နဲ့ဘာပြင်မှာလဲဘာတွေကိုပြင်ဆင်နေရအောင်ပါလဲငါတော့စိတ်ညစ်တယ် မမီနဲ့စင်မရန်တို့နှစ်ယောက်စလုံးရန်ဖြစ်ထားကြတယ်။သူတို့အခုလိုမျိုးရန်ဖြစ်ထားကြတဲ့အခါကျတော့ငါလည်းဘာကိုပြင်ဆင်လို့ပြင်ဆင်ရမှန်းကိုနားမလဲတော့ဘူး။ Ừm ပြောရမယ်ဆိုရင်တော့ငါတို့အိမ်မှာငါတို့စိတ်ပြက်နေတယ်လို့မျိုးပမ်မီရဲ့ရခမလည်းသူ့ရဲ့အိမ်မှာသူစိတ်ပြက်နေလောက်တယ်။တစ်ဖက်မှာစင်မရန်ရဲ့မိသားစုတွေကပမ်မီနဲ့ရန်ဖြစ်ထားတဲ့အတွက်စိတ်ညစ်နေကြတယ်လို့မျိုးပမ်မီရဲ့ရခမအင်ကာသူတွေအားလုံးကလည်းအတူတူပါပဲစင်မရန်နဲ့ရံဖြစ်ထားတဲ့အတော့သူတို့လည်းစိတ်ညစ်နေကြပါသေး။ကျမရက်ွက်ထဲမှာဘာပွဲတစ်ခုမှသွားပြီးတော့မလုပ်ချင်ပါဘူး။ ကျမတို့အိမ်ရဲ့အပေါ်ဆုံးတက်မှာပဲမိဘုံပွဲတဲတဲလေးကျင်းပကြမယ်လေ။ကျမစင်မရနဲ့ရုပ်ကိုတော့မကြည့်ချင်တာမဟုတ်ဘူး။ဒါတော့မှအားလုံးကအတူတူရက်ွက်ထဲမှာပွဲကျင်းပဖို့အတွက်ပြောနေကြသေးရဲ့ဟုတ်လား။ကျမခွန့်လပါဒါရီကိုတော့ကျမလုံးဝမလုံနိုင်ဘူးကျမပထမတည်းကပြောသားပဲဒါရီကိုအရေးကြီးခွင့်ကျဲလုံးမနေနဲ့ဆိုပြီးဒါတော့မှရှေ့ကပစ္စည်းတွေအများကြီးမလာခဲ့သေးရဲ့ဟုတ်လားပွဲကိုဆင်နွဲဖို့အတွက်သူ့ပြင်ဆင်မှဖြစ်မှလीသူ့အစင်သက်ဖြစ်မနေဘူးဆိုတော့ကျမတို့ပွဲကိုပြင်ဆင်ပြီးတော့ဘာရီမြလောက်ကြရအောင်မလဲ ေးပါအေးပါဒါဆိုလို့ရှင်လေငါတို့ထားလိုက်ကြတော့မယ်သူ့ကိုပြောလို့ရမယ်လို့မထင်ပါဘူးအဖေနဲ့အမေတီးတက်ကြီးခွဲထွက်ပြီးတော့လောက်ကြမလို့လားနှစ်စင်နှစ်တိုင်းရက်ွက်ထဲမှာအားလုံးအတူတူကျင်းပလာခဲ့ကြတဲ့ပွဲပဲလေတီးတက်ခွဲပြီးလောက်တဲ့အခါကျရင်တော့ရက်ွက်ထဲကသူတွေအားလုံးကျွန်တော်တို့ကိုပြောဆိုကြမှာပေါ့အားလုံးကလည်းအတော်လေးစိတ်မကောင်းဖြစ်သွားကြလိမ့်မယ်နော်မမီးယောက်ျားပြောတဲ့စကားကမှန်ကန်ပါလေရက်ွက်ထဲကသူတွေအကုန်လုံးကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစကားပြောဆိုနေခဲ့ကြပါလေဟဲ့ဒါဘလို့ဖြစ်တာလဲ ။ပမီနဲ့စင်မရန်တို့နှစ်ယောက်လုံးရဲ့မိသားစုဝင်တွေကရက်ွက်ထဲကပွဲကိုလာမတက်ကြဘူးလို့ပြောတာလား။သူတို့မလာဘူးဆိုလို့ရှင်တော့ငါတို့ကရောဘာဖြစ်လို့လာရမှာလဲ။ဘာလို့ကြားရမှာလဲ။ရက်ွက်ထဲမှာပွဲလုပ်တဲ့အခါတိုင်းသူတို့နှစ်ယောက်ကအရေးအကြီးဆုံးပဲမဟုတ်ဘူးလား။သူတို့နှစ်ယောက်ကအရင်တော့ကြားတယ်ပြင်ဆင်တဲ့နေရာမှာလဲတော်တယ်ပွဲကိုတစ်ခုလုံးပြီးတဲ့အထိလဲစီစဉ်နိုင်ကြတယ်ဟုတ်တယ်ဟုတ်တယ်အမေပြောတာမှန်တယ်နော်အမောဆင်မရန်နဲ့အမောပမီတို့နှစ်ယောက်လုံးကပွဲကိုစီစဉ်တာအရင်တော်တဲ့အပြင်သူတို့ကအကလည်းတော်ကြတယ်လေ အရင်နေမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ခါဖျားဖြော်ပြတင်ဆက်မှုတွေကဘလောက်ကြောင်မှလှပလိုက်တယ်လေ။ဒါနဲ့လေသူတို့နှစ်ယောက်လုံးပြန်ပြီးအဆင်ပြေသွားဖို့အတွက်ဘာနည်းလဲမှမရှိတော့ဘူးလား။သူတို့တော့အချင်းချင်းအဆင်ပြေသွားပြီးဆိုရင်တော့ပွဲကိုလာတက်ကြမယ်နဲ့တူတယ်။အမလေးအခုတော့ဘာမှပြောလို့ရမှာလည်းမဟုတ်တော့ပါဘူးခလေးအချင်းချင်းရံဖြစ်တာကိုသူတို့ကရေးကြီးခွင့်ကျဲလုပ်နေကြတယ်လေအခုဆိုလို့ရှိရင်တော့သူတို့ရံပွဲကိုဖြစ်သွားခဲ့ပြီအမေနှစ်ယောက်လုံးကရံဖြစ်ထားကြတာဆိုတော့ခလေးနှစ်ယောက်လုံးကလည်းပွဲကိုတက်ခွင့်ရကြမှာမဟုတ်ဘူး ဒီပုံစံအတိုင်းဆိုလို့ရှိရင်တော့ဘယ်လိုလုပ်မလဲတီတိုးနဲ့စန်တီတိုးနှစ်ယောက်လုံးကလည်းခလေးတွေနေရာကနေကပြဖြောဖြေရအရန်ကိုတော်ကြတယ်ခလေးနှစ်ယောက်စလုံးကလည်းမလာဘူးဆိုလို့ရှိရင်တော့ဘယ်လိုလုပ်မလဲတီတိုးနဲ့စန်တီတိုးနှစ်ယောက်စလုံးကတော့ရက်ွက်ထဲကသူတွေပြောနေတဲ့စကားတွေကိုကြားသွားခဲ့ကြပါတယ်ခလေးဆိုတာကအရန်ကိုယူတာပါတယ်ခလေးနှစ်ယောက်လုံးကအတူတူလဲဆောင်းကစားရကြရပါဘူးနှစ်ယောက်လုံးစကားအရန်ပြောဆိုနေခဲ့ကြပါပဲအမေအချင်းချင်းရန်ဖြစ်ထားတဲ့အတော့သူတို့စကားမပြောရကြပါဘူး ရက်ကွက်ထဲမှာပွဲတော်အကြွပြင်ဆင်မှုတွေစတင်နေခဲ့ပါပြီ။ရက်ကွက်ရဲ့အလဲမှာလည်းမိဘုံပွဲကိုဆင်နွှဲဖို့အတွက်ထင်းတွေနဲ့လိုအပ်တာတွေအားလုံးစုစည်းထားကြပါရီ။ကုံစုံဆိုင်တွေကနေပြီးတော့ပွဲတော်မှာကျွေးမွေးဖို့အကြွပြင်ဆင်တွေကိုလည်းဝယ်ယူနေခဲ့ကြပါရီ။စိန်တစ်ခုကိုလည်းဆောက်လုပ်ပြီးစီးခဲ့ပါပြီ။စင်ပေါ်မှာကားပြဖြောဖြေပွဲတွေကိုကျင်းပကြမှာပါ။အားလုံးကလည်းပွဲတော်နဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားနေကြပါရီ။ဒါပေမဲ့ရက်ကွက်ထဲကကလေးနှစ်ယောက်ဖြစ်တဲ့တီတူနဲ့စန်တီတို့နှစ်ယောက်လုံးကတော့စိတ်ပြတ်ဝမ်းနေနေခဲ့ကြပါရီ။ ။သူတို့အိမ်ကမိသားစုဝင်တွေတယောက်မှရက်ွက်ထဲကပွဲကိုဆင်နွှဲဖို့အတွက်အဆင်သင့်ရှိမနေခဲ့ကြလို့ပါ။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရက်ွက်ထဲမှာစုညံတန်တွေကြားလိုက်ရပါရဲ့။စင်မရန်နဲ့ပမီရိုနှစ်ယောက်လုံးကလည်းလမ်းဖြတ်မိငုံနေကြပါရဲ့။ဒုက္ခပဲငါ့ရဲ့ကလေးတီတူဘယ်ရောက်သွားတာလဲအိမ်ထဲမှာလည်းရှာပြီးပြီးရက်ွက်ထဲမှာလည်းရှာလို့မတွေ့ဘူး။သူ့ကိုဖဲမှာသွားရှာရမလဲဒုက္ခပဲ။ငါ့ရဲ့တားလေးစန်တီသူဘယ်ကိုရောက်သွားတာလဲသူလည်းအိမ်မှာမရှိဘူးလောက်ပါအောင်ရှင်တခုခုလောက်ပါအောင်ကျမတားလေးဘယ်ကိုရောက်သွားတာလဲ ရှင်ဘာလုပ်နေရလဲတော့ကျမသားလေးအမြန်ဆုံးသွားရှာသူ့ဘယ်ကိုရောက်သွားတာလဲငါလဲရက်ကွက်တစ်ခုလုံးပတ်ပြီးတော့ရှာပြီးသွားပြီသူ့ကိုဘယ်မှမလဲရှာလို့မတွေ့ဘူးဟုတ်တယ်ငါလဲစံတီးကိုနေရာတကာမှာလိုက်ရှာနေတာရှာလို့မတွေ့ဘူးရက်ကွက်ထင်မှာရှိတဲ့သူတွေအကုန်လုံးတော့မှာလိုက်ရှာပေးကြသေးတယ်ဒါပေမဲ့ကလေးလေးယောက်လုံးကပျောက်နေတယ်ဘလို့ဖြစ်ပြီးတော့ပျောက်နေကြရတာလဲတီတူရောစံတီရောကလေးလေးယောက်လုံးပျောက်နေကြတာအရှင်ကျမတို့ရဲ့ကလေးတွေကိုကယ်တင်ပေးပါကဲကဲကဲဒါဆိုရင်တော့ကျမတို့ဖျားသွားပြီးဆူတောင်းတင်လား ဒီလိုနဲ့နှစ်ယောက်လုံးကလည်းဖရာเจ้าကိုသွားဖို့အကြွတ်ဆောင်ဖြားလိုက်ပါတယ်။နှစ်ဖက်မိသားစုဝင်တွေအကုန်လုံးကလည်းဖရာเจ้าကိုသွားပြီးနောက်မှာတော့ဖရာเจ้าမှာငိုနေရင်ဆွတောင်းနေခဲ့ကြပါတယ်။သူတို့တွေဖရာเจ้าကိုရောက်ပြီးရှခိုးနေကြတဲ့အချိန်မှာပဲခလေးနှစ်ယောက်လုံးဖရာเจ้าရောက်နေရတွေ့လိုက်ရပါတယ်။ခလေးတွေတောင်းနေတဲ့စုတွေကိုကြားခဲ့ရတဲ့အခါမှာအားလုံးကလည်းမျက်ရည်ကျခဲ့ကြရပါတယ်။အရှင်ကျွန်တော်တို့နှစ်ယောက်လုံးတကယ်ချင်းအရင်တွေ့လိုမျိုးနေကြပါမယ်။ဘယ်တော့မှထပ်ပြီးရရှာမဖြစ်တော့ဘူး။ ကျွန်တော်တို့အမေနဲ့ကျွန်တော်တငယ်ချင်းအမေရဲ့ကြားထဲမှာဖြစ်နေတဲ့ရံပွဲတွေအားလုံးကိုအဆုံးသတ်ပေးပါ။ဒါမှသူတို့နှစ်ယောက်လုံးအမြန်ဆုံးတငယ်ချင်းပြန်ဖြစ်သွားကြပါလိမ့်။ဒါ ው ပဲတောင်းချင်လို့ကျွန်တော်တို့ဒီကိုလာခဲ့ကြတာပါ။အရှင်အရှင်ကဘလို့ပြဲဆုတောင်းတောင်းကျင်းနေပေါ့ဖြစ်စီပေးရဆို။အဲဒါကြောင့်ကျွန်တော်ရဲ့အမေနှစ်ယောက်လုံးပြန်လဲတင်းမြတ်သွားဖို့အတွက်လာတောင်းတာပါ။ဟုတ်တယ်အမေနှစ်ယောက်တော့တငယ်ချင်းပြန်ဖြစ်သွားရင်ကျွန်တော်တို့နှစ်ယောက်ဘယ်တော့မှရန်ထက်မဖြစ်တော့ဘူး။ဟုတ်တယ်ငါလည်းမင်းနဲ့ရန်မဖြစ်တော့ပါဘူး။နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်ဖတ်ထားကြပါရဲ့။ ကဲပမီဒီနေ့ဆက်ပြီးငါတို့ဘယ်တော့မှထပ်ပြီးရှမ်းမဖြစ်တော့ဘူးအေးပါစင်မာနီယာငါကတိပေးတယ်ဘယ်တော့မှထပ်ပြီးရှမ်းမဖြစ်တော့ဘူးနော်အရှင်ကျမတို့အခွင့်လောက်ပါရှင်စင်မာမ်နဲ့ပမီကြားထဲမှာရှိတဲ့ရံပွဲတွေအကုန်လုံးကအဆုံးသတ်သွားခဲ့ပါပြီတီတူနဲ့စန်တီတို့ကလေးနှစ်ယောက်လုံးကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါပြီအားလုံးကလည်းဖျားရှိခိုးပြီးနောက်မှာတော့ရက်ွက်ချေကိုပြန်လာခဲ့ပြီးမိဘုံပွဲကျင်းပဖို့အတွက်ပြင်ဆင်ကြပါရစေပမီနဲ့စင်မာမ်တို့နှစ်ယောက်စလုံးဝမ်းသာပျော်ရွှင်နေကြပါပြီ တို့နှစ်ယောက်လုံးရဲ့ပြောရွှင်မှုကိုကြည့်ပြီးရက်ွက်ထဲကသူတွေအားလုံးလည်းဝမ်းသာပြောရွှင်နေကြပါရည်ဒီနောက်မှာတော့အားလုံးကလည်းဝမ်းသာပြောရွှင်စွာနဲ့မိဘုံပွဲကိုကျင်းပကြပါရည်အားလုံးကလည်းမိဘုံနာမှာကပြဖြောဖြေးကြရင်မိဘုံကိုပတ်ခဲကြပါရည်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့မိဘုံပွဲဆိုတဲ့ပုံပြင်ပဲဖြစ်ပါရည် Heat up ဆိုတဲ့ main ကလေးကတော့ December လမှာလက်ထပ်ခဲ့တာပါသူမရဲ့ဖောက်ကင်ဖြစ်သူကတော့တနိုင်တလောက်အရာအားလုံးလုပ်ပေးခဲ့ပါရည် ဒါပေမဲ့ဟီရက်ရဲ့ရခမဖြစ်သူကတော့ကားတစီအရန်လိုချင်နေခဲ့ပါရီကျမတို့ပထမတွေကခမီးခမတ်အင်ကာတွေကိုပြောခဲ့တယ်မလိုအပ်တဲ့ပစ္စည်းတွေကျမတို့ဘာတစ်ခုမှမလိုချင်ဘူးပေးစရာမလိုပါဘူးဆိုနေမှကျမတို့လိုချင်တာကားတစီပဲလေကားတစီပေးလို့ရှင်တော့ရနိုင်ပြီပဲကျမရဲ့သားလေးနဲ့ချွေမလေးပထမဦးဆုံးဆင်နွှဲနေရတဲ့ပွဲတော်လေးဆွေမျိုးတွေအားလုံးရှင်မှာကျမတို့ထပ်ပြီးတော့အရက်ကွဲနေအောင်မယ်ရှင်အမျိုးတွေအကုန်လုံးကိုတော့ရှင်သိရဲ့အတိုင်းပဲတို့တွေကအလကားနေ ကျမတို့အိမ်ကိုရောက်လာပြီးအတင်းအဖျင်ပြောဆိုကြအောင်မင်းမင်းကလည်းကွာဒါဘလို့ဖြစ်ချင်နေရတာလဲငါဘာသွားလို့ရမှာလဲခမီးခမအိမ်ကသူတွေကိုငါကကားတစီပေးပါဆိုပြီးတော့သွားတောင်းရမှာလားဒါမှမဟုတ်ကလေးတွေပထမဦးဆုံးဆင်နွှဲနေရတဲ့ပွဲတော်အတွက်တာဝန်တွေအကုန်လုံးသူတို့အိမ်ဘက်ကယူပေးပါဆိုပြီးတော့ငါသွားပြောရင်မကောင်းဘူးလေရှင်းရလဲရှင်ထူးဆန်းလိုက်တာဘာရီလျှောက်ပြီးတော့ပြောနေရပြန်တာတော့ကျမတို့မင်္ဂလာကိစ္စစကားပြောနေတဲ့အချိန်တည်းကတခါရေပြောခဲ့တာပဲ တခြားဘာတခုမှမလိုချင်ဘူးကျမတို့လိုချင်တာကားတစ်စီးပဲရှိတယ်ကားတစ်စီးပြင်ရပါပြီဆိုနေမှဒါတော့မှသူကခရုတော်မဆိုင်ဘူးနော်ကျမတို့ရဲ့စကားကိုအရင်မလောက်တာမဟုတ်ဘူးလားပထမဦးဆုံးတို့နှစ်ယောက်ဆင်နွှဲရမယ့်ပွဲတော်ကိုကျမတို့ဒီအတိုင်းဖြစ်ခွင့်ပေးစေရလားကျမအထင်ပြောရမယ်ဆိုရင်တော့ရှင်းနေနဲ့တို့နဲ့တခါတည်းစကားပြောကြည့်တဲ့နေခဏလေးခဏလေးဟိုမှာတို့အိမ်ဘက်ကနေပြီးတော့ဖုန်းဆက်လာနေရဲ့ငါစကားပြောကြည့်လိုက်အောင်မယ်ခဏလေးတတော်နေနော်ပြောပြောပြောဖုန်းဆက်နေရဆိုတော့အခွင့်ရေကောင်းနေတခါတည်းပြောလိုက်တော့ ။အော်အကိုဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါတကယ်တော့လေဟိုကျွန်တော်တို့ဘလို့ဖြစ်နေရလဲ။ရှင်စကားကိုတေးချမပြောတတ်ဘူးလား။ရှင်ပါစကားနေပြီးတော့ဘာစကားတစ်ခေါက်မှထွက်လာမယ်တို့ကျမတော့မထင်တော့ဘူးချလိုက်တော့ချလိုက်တော့ကဲပေးပေးပေး။ကျမကိုပေးပါကျမကိုတိုင်းပဲပြောမယ်။အကိုရေးမင်္ဂလာပါရှင်။ကျမခမီးခမတ်ပြောနေရပါ။ဒါနဲ့ကျမပြောချင်တာတစ်ခုကတော့ကျမတို့ခလေးတွေရဲ့ပထမဦးဆုံးပွဲတော်ဖြစ်တဲ့မိဘုံပွဲကိုတော့ကြီးကျယ်ခနာစွာနဲ့ကျင်းပစေချင်တယ်။ကျမဘက်ကအမျိုးတွေအကုန်လုံးကဒါမှမဟုတ်အကုန်အားအသင့်ကုန်ကြမှာ တို့ကလည်းဒီပွဲတော်အတွက်ပဲစောင့်မျှော်နေကြတယ်လေကျမတို့ဘက်ကနေတခုခုလိုအပ်ချက်မဖြစ်အောင်လို့တေချဆောင်ရွက်ရလိမ့်မယ်ဒါနဲ့လေကျမအိမ်တအိမ်ကိုလည်းကြည်ထားသေးရဲ့အဲ့လိုမျိုးလှောက်ပါတဲ့အိမ်ခန်းလေးတအိမ်ငှားပြီးတော့ကျမတို့ပွဲကိုတေချလေးလုပ်ကြရမယ်ဒါနဲ့အကိုရေကျမပြောချင်တာကလိုအပ်တဲ့ပြင်ဆင်မှုတွေအကုန်လုံးအကိုတို့ဘက်ကနေပြီးတော့လုပ်ရမှာနော် ကျမတို့ဖြစ်စေချင်တာကတော့အဆင်ပြေပြေလေးဖြစ်စေချင်တယ်ကျမတို့ဘက်ကအဲ့တဲ့တွေအားလုံးပြောရွှင်သွားပြီဆိုလို့ရှင်တော့ရပါပြီကျမတို့လည်းအများကြီးလိုချင်တာမျိုးတော့လည်းမရှိပါဘူး အော်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမရဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့အစဉ်ပြေအောင်အားလုံးသေးချာလေးလှုပ်ပေးထားလိုက်ပါမယ်။ဘာမှအရင်ကြီးစောင့်ရင်မနေပါနဲ့။ဒီတော့နဲ့ဖခင်ဖြစ်သူကတတဲ့လေးဖုန်းချလိုက်ပါတော့တယ်။တဖက်မှာတော့ကျွေးမလေးကသူရဲ့ရခမဖြစ်သူသူ့အဖေနဲ့စကားပြောနေအောင်ကြိုကြသွားခဲ့ပါတယ်။ဒုက္ခပဲအမေကဒါပါတွေပြောလိုက်တာလေ။ငါအဖေကိုဖုန်းဆက်ပြီးပွဲတော်အတွက်ပြင်ဆင်မှုတွေအကုန်လုံးကိုလုပ်ပါဆိုပြီးတော့ပြောနေတယ်။ငါ့ရဲ့မင်္ဂလာဆောင်မှာအဖေဘလောက်တောင်မှပတ်စံတွေကုန်ကြသွားလဲဆိုတော့ငါလည်းသိနေရပါပဲ။ အဖေစီမှာအလောက်ထိပတ်စံရှိမှာမဟုတ်တော့ဘူးနောက်ထပ်ပွဲတစ်ခုလုံးစီစဉ်ပေးဖို့ဆိုတော့ကလွယ်ကူတဲ့ကိစ္စလည်းမဟုတ်ဘူးလေအမေကအိမ်အကြီးကြီးငှားပြီးဧည့်သည်တွေအားလုံးကိုခေါ်အောင်မှာဒီလောက်ထိဧည့်သည်တွေအားလုံးတွေ့ဆိုရင်တော့ပတ်စံတွေအများကြီးကုန်ကြကုန်တော့မှာပဲငိုင်းမင်္ဂလာဆောင်တော့ကအဖေအကျွေးတွေအများကြီးတင်နေတယ်ပတ်စံတွေဘယ်ကနေဘလို့ချီပြီးရောငိုင်းမင်္ဂလာဆောင်ကိုလုတ်ပေးခဲ့ရလဲငါသိရပါပဲဘလို့လုတ်ရမလဲအခုဘလို့လုတ်ရမလဲငါတော့ဘာတစ်ခုမှကိုနားမလဲတော့ဘူး ။ဘာဖြစ်တာလဲအစဉ်ပြေးရလားမိမရဲ့။မင်းတို့ကြည်ရတာတခုခုဖြစ်နေတဲ့ပုံစံပဲ။ပါရီများဒီလောက်ကြာမှစိုးရင်ပုံပန်နေရတယ်ပြောပါအောင်။အာမဟုတ်ပါဘူးရှင်မဟုတ်ပါဘူး။ကျမဒီအတိုင်းပဲတခုခုစဉ်းစားနေလို့ပါ။ရှင်ရောက်လာပြီဆိုတော့ထိုင်လေးခဏလေးကျမအခုလက်ဖက်ဖြော်လာခဲ့ပေးမယ်နော်။ဒီအချိန်မှာတော့သူကသူ့ယောက်ျားကိုဘာတခေါမှပြောပြောပြတော့ပဲနဲ့ဖုန်းကွယ်ထားလိုက်ပါရီ။ဒါပေမဲ့ခဏကြာမြင်သွားခဲ့တဲ့အခါမှာတော့သူကသူ့ရဲ့အမေကိုဖုန်းဆက်ပြီးစကားပြောကြည့်လိုက်ပါရီ။အမေ ကျွန်မရောက်မှအဖေကိုဖုန်းဆက်ပြီးပြောတဲ့စကားတွေအကုန်လုံးကိုတော့ကျွန်မကြားပြီးသွားပါပြီ။အခုကျွန်မလည်းဘာလို့လို့ဘာကိုင်းရမယ်တကယ်ကိုမသိရဘူးသီလား။အဖေတယောက်တည်းဒီလောက်ထိများတဲ့ကိစ္စတွေအကုန်လုံးကိုဘယ်လိုမျိုးစစ်ဆင်မလဲ။သက်ဆိုင်တွေအများကြီးထပ်ပြီးတော့ကောင်းကြနေပါဦးမယ်။တိတ်မကြခင်မှာပွဲကရောက်လာတော့မှပြင်ဆင်စရာတွေကိုအခုရက်ကပြင်ဆင်အောင်မှမှီဖို့အတွက်တော်တော်လေးကိုလုပ်ရလိမ့်မယ်။ဒီအချိန်15ရက်အတွင်းပတ်စံဘယ်လိုရှာမလဲ။ဒါတွေအားလုံးကိုလုပ်ဖို့အတွက်ဘယ်လိုလုပ်ကြမလဲမင်း။ သမီးရဲ့ဘာတွေစွန့်ရနေရလဲသမီးရဲ့သမီးအနေနဲ့ဘာမှစွန့်ပူပန်းစရာအကြောင်းမရှိဘူးသမီးဖေသွားပြီးတော့တခုခုစစ်စင်နေပါတယ်အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလားသူကိုယ်တိုင်တခုခုလောက်ပေးလိုက်မယ်ဒါဆိုရင်တော့အမေကျမဖုန်းချလိုက်တော့မယ်နော်ခမကျမရခမကျမကိုခေါ်နေပြီအမေကျမကိုခေါ်ရလိုက်ရင်အေးဟုတ်တယ်ဝဲလောက်ဖို့အတွက်အစီအစဉ်တွေကိုတော့ငါနဲ့အဖေနဲ့ပြောပြီးပြီလာတဲ့ဧည့်သည်တွေအကုန်လုံးကိုလက်ဆောင်ပေးရအောင်မယ်အဲ့ဒီအကြောင်းတွေကိုလည်းသူတို့ကိုပြောလိုက်အောင်နော် မုတ်တွေအကုန်လုံးကိုလည်းတသေးချာချာလေးကောင်းတဲ့အထည်ရပဲရွှေပြီးတော့ဝင်တော့အသေးနံချောက်တွေကိုလည်းအကောင်းဆုံးနဲ့ quality အကောင်းဆုံးတွေရွှေပြီးတော့ရှူကြလားထောက်ဘက်ကိုလည်းအစ်စ်ပဲတော့တယောက်ချင်းစီအတွာလက်ဆောင်ပစ္စည်းတွေပေးပြီးသွားလို့ရှင်တော့စာအိတ်ထဲမှာပတ်စံလေးထည့်ပေးရမယ်သူအယောက်300อืม300စာပဲထားလိုက်ပါဆွေမျိုးတွေအကုန်လုံးကိုဒီပုံစံအတိုင်းပြန်လှုပ်မယ်ဆိုရင်တော့အင်ရောက်သွားတဲ့အခါအတင်းဖြင့်ပြောဆိုနေကြလိမ့်မယ်အမေနောက်ထပ်ဘာတွေရေးရအောင်မလဲရပြီရပြီဒီလောက်ပဲနောက်တော့မှတတိယရင်ပြန်ပြောမယ် ဒီအချိန်မှာပဲဂေဒတ်ရဲ့ရှောင်းမလီကလည်းသူ့ယောက်ျားနဲ့ကလေးလေးကိုခေါ်ပြီးအိမ်ကိုရောက်လာခဲ့ပါသည်အမေအဆင်ပြေရဲ့လားမေဟေးအဆင်ပြေပါတယ်တမီးရဲ့နေရုပ်တရကြီးဘလို့ဖြစ်ပြီးတော့ရောက်လာခဲ့ရတာလဲဘာဖြစ်လာတာလဲအမရေရောဒီမှာရေတောက်ပေါင်ဂျာနဲ့ခဲကိုခဲကိုလည်းရေတောက်ပေါင်ကြောက်ကလေးတွေလာကြလာကြဒုက္ခပါပဲကျမတို့ကတော့ဒုက္ခအကြီးအကျယ်ရောက်နေပြီကျမရဲ့ကလေးတွေကတော့ဘွားပြက်ပြီနဲ့တွေ့ပါတယ်ကျမတို့အားလုံးသွားပြီဟုတ်တယ်အမေကျွန်တော်တို့ကတော့ဒုက္ခရောက်ပြီကျွန်တော်လှည့်စားခံလိုက်ရတယ်ဒါနဲ့တားရေဘာဖြစ်တာလဲတေချာပြောပြစမ်းမအောင် အမေအခုစိတ်တွေအရင်အောင်ပိုးနေပြီအမေတကယ်တော့သူ့ရဲ့အကိုအကြီးကကျမတို့အားလုံးကိုလှည့်စားလိုက်တယ်သူတို့အိမ်ရဲ့အတုံးစရိတ်တွေနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးသူတို့လက်ထဲပဲယူထားကြတာလေအခုဆိုလို့ရှင်တော့ကျမတို့ကိုအိမ်ကနေမောင်းထုတ်ပြလိုက်ပြီသူရရမယ့်အမွေတွေအကုန်လုံးကိုလည်းသူတို့ကမပေးဘဲနဲ့တိမ့်ပိုက်သွားကြတယ်အကိုအခုလိုမျိုးကျွန်တော်အပေါ်ရောက်မှရက်ဆက်လိမ့်မယ်လို့ဘယ်တော့မှမထင်ထားခင်မိဘူးဘူးအလုံးမှာအရှုံးပေါ်နေရတဲ့အတွက်ကြောင့်မို့လို့ကျန်တဲ့အစီအစဉ်တွေအကုန်လုံးကိုတော့ကိုယ်တိုင်ပဲစီစဉ်လိုက်ကြပါတော့တဲ့ အော်ဒါကတော့ဘယ်ကောင်းမလဲတော်တော်လေးကိုယုံမှကြတာပဲဒါဘလို့ဖြစ်ပြီးတော့တို့အနေနဲ့လှုပ်ရက်ရတာလေကဲကဲကဲခဏလေးခဏလေးနင့်အကိုနဲ့နင့်အဖေအိမ်ကိုလာခဲ့ကြပါစေအောင်အဲ့ဒီခါကျတော့မှငါတို့အေးအေးဆေးဆေးထိုင်ပြီးစကားပြောကြမယ်မဟုတ်ဘူးအမေကျွန်တော်အကိုနဲ့ကျွန်တော်ဘာစကားတစ်ခွန်းမှတော့မပြောချင်တော့ဘူးနော်တို့ကျွန်တော်အပေါ်ကိုလှုပ်ခဲ့တဲ့အရာတွေအကုန်လုံးကလှုပ်ပြီးသွားပြီကျွန်တော်အခုထပ်ပြီးတော့တို့နဲ့ညှိနှိုင်းတာဖြေရှင်းတာမလုပ်ချင်တော့ဘူးကျွန်တော်ကလေးတွေနဲ့မိမကိုခေါ်ပြီးဘလို့မစိုးကျွန်တော်ထမင်းနှစ်နှံရှာကျွေးနိုင်ပါသေးတယ် ခဏနေတော့အကိုနဲ့အဖေနှစ်ယောက်လုံးပြလာခဲ့တဲ့အခါမှာသူ့ညီမလေးရဲ့အခြေအနေတွေကိုသိခဲ့ရပါတယ်။ကိရတ်ကတော့သူ့ယောင်မနဲ့ကလေးတွေအင်ကိုနေထိုင်နေတဲ့အချိန်အတွင်းမှာအဆင်ပြေအောင်ထားပေးခဲ့ပါတယ်။ကလေးတွေနဲ့သူ့ယောင်မလေးဘာလို့အချက်ရှိလဲဆိုတော့ကိုလည်းအမြဲတမ်းကြည့်ရှုပေးနေခဲ့ရပေါ့။တော်ပါပြီယောင်မရေရပါပြီကျမဘိုင်းဝသွားပြီကျမတို့အားလုံးကိုဘယ်တော့မှဂရုစိုက်ပေးလိုက်တလဲနော်တကယ်ယောင်မအရင်အောင်ကောင်းတာပဲဒါရင်တော့ထောက်မအောင်ကျမတို့ရှိမှဆိုင်ကန်တခန့်ရှိပြီးတော့အဲ့ဒီဆိုင်ကန်ပိတ်ထားတာကြာပြီဆိုပြီးတော့ရှင်ပြောတယ်လေဒီဆိုင်ကန်လေးကိုတော့ တကယ်လို့ပေါ့နော်အမားတို့ပေးလို့ရတယ်ဆိုရင်အေးဟုတ်တယ်ချွေးမလေးပြောတဲ့စကားမှန်တော့လေမှန်တယ်ငါရဲ့အလောက်ကဒီမှာကောင်းနေရပဲလေအစားမျိုးမှရှိတဲ့ငါရဲ့အလောက်ကိုငါတမတ်လေးကိုရိုင်းကလုံးမယ်ဆိုလို့ရှင်တော့အရန်ကိုကောင်းတာပေါ့အဲ့ဒါကြောင့်မနေ့ပြန်ပဲမင်းတို့တစ်ချက်လောက်ပြန်သွားကြည့်လိုက်အောင်မင်းတို့နှစ်ယောက်အဲ့ဒီမှာရဲ့အနေငယ်လောက်နေပြီးတော့အလောက်တွေအကုန်လုံးကိုတတိစစလောက်လာခဲ့ကြပါနောက်အစဉ်ပြေသွားတဲ့အခါကျလို့ရှင်တော့ခလေးတွေနဲ့အတူတူငါတမီလေးလည်းလိုက်သွားပေါ့သူ့ရောက်မှကသူဒုက္ခရောက်နေတဲ့အချိန်မှာအများကြီးကိုကြီးစောက်ရှောက်ပေးပြီးစင်စားပေးခဲ့တဲ့အတွက် မန်ဒီပ်အရန်ကိုဝမ်းသာပြောရွှင်နေခဲ့ပါတယ်။ဒါကြောင့်သူကလည်းသူ့အမေကိုပြောခဲ့ပါတယ်။ရောင်မတကယ်အရန်သဘောကောင်းတဲ့အမေရဲ့သမီးတို့အားလုံးအတွက်လည်းအတော်လေးစဉ်းစားပေးတယ်နော်။သူ့လိုရောင်မကိုကျမရတဲ့အတွက်တကယ်ဝမ်းသာကုန်ရှုံးမိတဲ့အမေ။သမီးတို့ကိုကျေးဇူးတင်စကားပြောလိုက်အောင်မေ။သမီးတို့ဘလို့မဆိုအခုပြန်အဆင်ပြေသွားပြီဆိုတော့ဝမ်းသာရမှာပေါ့။ရောင်မကကျမတို့အတွက်အများကြီးစဉ်းစားပေးခဲ့တယ်။တကယ်အရန်ကိုကောင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကလေးတွေကလည်းအတော်အတော်နဲ့အရန်ကိုချစ်နေကြတယ်။ကျေးဇူးများကြီးတင်ပါတယ်ရောင်မရဲ့။ဟောမဟုတ်တာအမရဲ့ အမကျမထက်စားလို့ရှင်အသက်ကပိုကြီးတယ်ကျမရဲ့အမအကြီးတယောက်လိုမျိုးပါပဲဘာမှကျမကိုကျေစွတာတင်စရာအကြောင်းလည်းမရှိပါဘူးဘယ်လိုမဆိုကျမတို့ကမိသားစုဝင်တွေပဲလေဟုတ်တယ်မလားအဲဒါကြောင့်ခဏလေးထိုင်တော့မန်ဒီကတော့ကီရာရဲ့အခန်းထဲမှာပဲထိုင်နေခဲ့တဲ့အချိန်မှာကီရာရဲ့ဖုန်းဝင်လာခဲ့ပါတယ်မန်ဒီကလည်းဖုန်းကင်ကြည့်လိုက်ပါတယ်ဒီအချိန်မှာအနောက်ကနေကီရာရဲ့အမေကပြောလိုက်ပါတယ်ကဲသမီးသမီးရောက်ကမအင်ကနေပြီးပွဲတော်အတွက်နှားခိုင်ထားတဲ့အင်လေးအဲ့ဒါနှားလို့ရသွားတော့တယ်သမီးရဲ့တိလား အထေတယောက်စီကနေအဆင်ပြေတယ်လို့ပြောပြီးတော့ပတ်စံချီထားတာအဆင်ပြေသွားတယ်ဆိုတော့ဘာမှတိတ်ပြီးတော့စိုးရိမ်စရာမရှိတော့ဘူး။ဂျန်နဲ့လက်ဆောင်ပစ္စည်းတွေအားလုံးရဲ့ပြီးတော့ပတ်စံထည့်ပေးရမှရေအရာတွေအားလုံးကိုလည်းအမေဘက်ကနေပြီးတော့အဆင်ပြေအောင်စီစဉ်ပေးထားတယ်နော်။အမေပြောတဲ့အတိုင်းအနည်းဆုံးလက်ဆောင်အထုပ်300လောက်ကိုတော့အမေတို့ရအောင်စီစဉ်ပေးမယ်။ဂျန်နဲ့ပတ်စံတွေကိုတော့အမေတို့တစ်ဖြည်းဖြည်းချင်းပြန်ပြီးတော့ဆက်သွားလို့ရပါတယ်။ငါသမီးလေးအနေနဲ့အေးအေးဆေးနေဟုတ်ပြီလားဘာတခုမှစိုးရင်ပူပန်စီဟာအကြောင်းမရှိဘူးငါသမီးလေးအရန်ကိုစိုးရင်ပူပန်နေအောင်ကိုအမေတတိထားမိပါတယ် အဲ့ဒါကြောင့်ဖုန်းဆက်ပြီးတော့လှမ်းပြောတာတမီးရဲ့တမီးလေးရဲ့ပထမအူဆုံးပွဲတော်ကိုတော့တမီးရခွက်ထင်းနဲ့ရခွက်မဖြစ်စေခြင်းတဲ့ပုံစံအတိုင်းပဲကြီးကျက်ခနာစွာနဲ့ဖြစ်လို့ရပြီနော်တမီးရေအမေကြီးပဲပြောနေရတယ်ဘလို့ဖြစ်တာလဲတမီးလေးတခုခုပြောအောင်လေကြည့်ရတာဖုန်းကြသွားပြီနဲ့ကြိုပါရဲက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 ဲထားလိုက်တော့ထားလိုက်တော့อืมသူအလုံးများနေရဖြစ်ပါလိမ့်မယ်နောက်မှသူငါ့ကိုပြန်ဖုန်းဆက်လိမ့်မယ်အနည်းဆုံးတော့သူစိတ်အေးသက်သာရရသွားလိမ့်မယ်ရောင်မရေရောင်မအမေစီကနေပြီးတော့ဖုန်းဝင်လာခဲ့တာကျမအားလုံးကြားပြီးသွားပြီလာပါကျမနဲ့အတူတူလိုက်ခဲ့ အမေတမီးရောအမေတမီးပါကျမဒုက္ခရောက်နေခဲ့တဲ့အချိန်မှာကျမအကူအညီပေးခဲ့ရပါသူလဲသိလားအမေရဲ့ချွေးမကျမရဲ့ရောင်းမှာပဲကျမဒီကိုရောက်လာတာဆယ်ရက်ရှိပြီခလေးတွေကိုဘာတစ်ခုမှလိုအပ်ချက်မရှိအောင်သူထားပေးခဲ့တယ်အခုမှသူကျမတို့အိမ်ကိုရောက်လာတာတလပဲရှိသေးတယ်တလအတွင်းမှာသူကမိသားစုဝင်တွေအားလုံးကိုသူရဲ့လူအရင်းတွေလိုမျိုးတတ်မှတ်ထားပေးခဲ့တယ်သူကဘလို့မစောသူရဲ့မိသားစုဝင်တွေအားလုံးကိုခြားပြီးဒီမှလာနေရလေအမေရဲ့ဒါတော့မှအမေဘာဖြစ်လို့သူ့ကိုတမိအရှင်တယောက်လိုမျိုးမချစ်နိုင်ရတာလေ အမေကရခမတယောက်လိုမျိုးပဲချွေးမအိမ်ကနေပြီးတော့ဘာမှမစင်စားပဲအားလုံးတောင်းခဲ့အမေသိလားရောင်မရဲ့အဖေမိဘပွဲအတွက်အပြင်ကနေပတ်စံချီးနေရတယ်ဒါမှသူ့ရဲ့သမီးလေးရခမအိမ်မှာပျော်ရွှင်စွာနေလို့ရအောင်လို့လေအမေဒီပွဲတော်အတွက်အမေပတ်စံထုတ်ပေးမယ်ဆိုလို့ရှင်လဲအမေပဲဂုံတရေတက်သွားမှလေပွဲတော်ဆိုတာကပျော်ရွှင်ဖို့အတွက်ပါကျမတို့ဘက်ကနေပြီးတော့တနိုင်တလောက်အစဉ်ပြေတလောက်ပဲပတ်စံကုန်ကြခံပြီးပွဲတော်ကိုကျင်းပရင်ရတယ်အမှန်တော့ဒါမှမပျော်ရွှင်မှုအစအမှန်ပါအမေရဲ့ ကဲကဲကဲဒါဆိုရင်တော့နေအဖေကိုအမြန်ဆုံးဖုန်းခေါ်လာရင်ငါစကားပြောချင်တယ်မင်္ဂလာပါအကိုကြီးဒါနဲ့ကျမယောက်ျားကပြောတယ်ခံမော့အကြီးကြီးဆိုရင်တော့အရန်ကြီးရပြီးတော့ဝေးလဲဝေးရလေအေးနဲ့အေးနေတာဆိုတော့လူတွေမလာနိုင်လို့ရှင်တော့ပွဲကပြက်အောင်မယ်အားအကြောင်ကျမတို့အိမ်မှာပဲပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်လိုက်ပြီအားအကြောင်ဘာမှပြင်ဆင်မနေပါနဲ့တော့အချိန်နဲ့ပဲလာခဲ့လိုက်ကြပါလက်ဆောင်ပစ္စည်းအတွက်လည်းစိတ်ပူမနေပါတော့နဲ့ကျမယောက်ျားရဲ့တငယ်ချင်းရဲ့သားလေးကဆိုင်တစ်ဆိုင်ဖွင့်ထားတယ်လေလက်ဆောင်ပစ္စည်းဆိုင်သူစီမအဆင်ပြေလို့ကျမတို့အဲ့ဒီမှာပဲအပ်လိုက်ပြီး ပတ်စံအိတ်ကတော့အားလုံးပေးစီရမလို့ပါဘူး။ဟုတ်ကဲ့ကောင်းပါပြီ။ဒါဆိုရင်တော့ကျွန်တော်တို့အချိန်မီလာခင်နိုင်အောင်ကြိုးစားပါမယ်။ပုံချပြီးနောက်မှာတော့အမေကချွေမလေးနဲ့သမီးလျောက်လုံးကိုဖတ်ထားခဲ့ပါရီ။ဒီနောက်မှာတော့အားလုံးကလည်းပျော်ရွှင်ဝမ်းသာစွာနဲ့မိဘုံပွဲကိုကျင်းပခဲ့ကြပါရီ။ဒီလိုနဲ့ပျော်ရွှင်မှုတွေကိုကြိုဆိုခဲ့ကြပါရီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။